ားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့အမနိုအရန်ကိုစားလို့ကောင်းတဲ့ကြက်သားငယ်သေးစိမ့်ချက်လေးချက်စားရအောင်နော်ဒီနည်းလေးကလေအမတော်ရဲ့ချက်နည်းလေးပါသူကပေါဝင်ပစ္စည်းလေးအရန်မများပဲနဲ့စားလို့ကောင်းတယ်ပေါ့နော်ပမာချက်လေးကိုတောင်းရင်ပို့ပြီးတော့ကောင်းပါတယ်အရင်ဆုံးကြက်သားလေးတွေကိုအတုံးသေးသေးလေးတုံထားပေးပါနော်နောက်ပြီးတော့ငယ်သေးစိမ့်လေးတွေကိုလည်းဒီလိုမျိုးကက်ကြီးလေးနဲ့ညှက်ထားပေးပါမယ်အဆက်ကတော့ကိုစားကျင်တဲ့လောက်ချိန်ပါနော်အမကတော့ဆက်ဆက်လေးကြိုက်ပါတယ်ဒီဟင်းရဲ့နောက်ထပ်အသက်တစ်ခုကတော့ချက်တော်နေပါနော်သူကချက်တော်နေမများလေးတုံးပေးရပါတယ်အမတော် ော်ရဲ့အချိုးအစားတိုင်းဆိုရင်ကျသား50သားဆိုရင်ကျတော်နီကိုအစိမ့်သားသုံးပေးရပါမယ်နော်အမကတော့ကျတော်နီလေးမရလို့ဒီ white onion လေးကိုသုံးထားပါတယ်အရင်ဆုံးကျသားလေးတွေကိုရတာနေပါမယ်နော်စားကျသားမုံငံပြာရီစနွေးမုံနဲ့ငပိစိမ့်သားကိုမြမြလေးထည့်ပြီးတော့နေပေးပါမယ်နော်ရတာလေးအကုန်လုံးကိုကျသားလေးနဲ့တမတော်အောင်နေပြီးတော့လေခဏလေးနှစ်ထားပေးပါမယ်ကျသားလေးတွေကို15မိနစ်လောက်နှစ်ထားပြီးပြီဆိုရင်တော့ဒီလိုမျိုးချက်မဲ့အိုးတွေကိုထည့်လိုက်ပါမယ်နော် ပြီးရင်ကတော့ခုနပပလီထားတဲ့စစ်တော်နီလေးအကုန်လုံးကိုထည့်လိုက်ပါစစ်တော်နီလေးထည့်ပြီးသွားပြီဆိုရင်ညှက်ထားတဲ့ငွေသီးစိမ်းလေးတွေကိုလည်းထည့်လိုက်ပါမယ်နော်ပြီးရင်ကတော့စီလေးနည်းနည်းထည့်ပေးပါမယ်ရှီလေးကိုလည်းနည်းနည်းလေးထည့်ပေးပါမယ်နော်အမကတော့အယောင်ဝဝလေးကြိုက်တဲ့အတွက်စနွေးမုံလေးကိုနည်းနည်းထထဲပါတယ်ဒီနေရာမှာမကြိုက်ရင်လည်းမထည့်လို့ရပါတယ်နော် ပြီးရင်ကတော့ချက်တော်နေတွေလူသီးစိမ့်နေနဲ့ချက်သားတွေရောသွားအောင်လို့ပေါ့နော်အကုန်လုံးဒီလိုမျိုးရောပြီးတော့ငွေပြီးတော့ကြော်ပေးလိုက်ပါရှင်အားလုံးနဲ့သွားပြီဆိုရင်ဒီလိုမျိုးအဖုံးလေးအုပ်ပြီးတော့တည်ထားပေးလိုက်ပါနော်။ပုံမှန်ကတော့လေအဖုံးလေးပိတ်ပြီးတော့ရေခမ်းနဲ့အထိချက်ပေးရတာပေါ့နော်။ဒါအမကတော့ဗီဒီယိုလေးရိုက်ပြနေတာဆိုတော့အဆင်ဆင်ပြောင်းလဲသွားတဲ့ပုံလေးကိုအဖုံးလေးဖွင့်ဖွင့်ပြီးတော့ပြပေးမယ်နော်။အခုဆိုရင်ဒါရေလေးစပြီးတော့ထွက်လာပြီပေါ့နော်။ဒီဟင်းကလေရေတွေအများကြီးထည့်ဖို့မလိုပါဘူး။ချက်တုံကလေရေတွေအများကြီးထွက်တယ်ပြီးတော့ချက်သားကလေရေထွက်တယ် ပေါ့နော်အဲ့ဒီထွက်တဲ့ရေတွေနဲ့သူ့ဟာသူပြန်ချက်သွားတဲ့သဘောလေးပါတခါတလေဆိုရင် M ကလေရေတောင်မထည့်ဘဲနဲ့ချက်တယ်တစ်ချက်ချက်နေနေမှာအချိန်ကြီးကြည့်ပြီးတော့လူတော့မှနည်းနည်းလေးထက်ထည့်အဲ့လိုမျိုးလေးရတယ်ပေါ့နော်ဒီဟင်းကိုချက်တဲ့အချိန်မှာလေချက်သွန်နေဦးတော့တော်တော်များများလေးကိုတုံးပေးပါနော်အဲ့ဒါမှနှစ်ပိုရပြီးတော့ပိုပြီးတော့စားလုကောင်းပါတယ် M လိုမျိုးအဖုံးကိုခဏခဏဖွင့်ပြီးတော့မမှွေပေးလဲရပါတယ်နော်တစ်ချက်တစ်ချက်နေမှာတစ်ခေါက်လောက်အပေါ်အောက်လှန်ပြီးရပါတယ် အဲ့ကြားထဲမှာအရသာလေးလည်းနည်းနည်းလေးမြီးမယ်ပေါ့နော် M ကတော့နည်းနည်းလေးပေါ့နေလို့စားလေးနည်းနည်းထပ်ထည့်လိုက်ပါတယ်ဒီဟင်းလေးရာလေးချက်ရတော်တော်လေးလွယ်ပါတယ်ပြီးတော့စားလို့ကလည်းအရင်ကောင်းတယ်အရင်တော့ဆိုရင် M တော်ကနေပြီးတော့ချက်ချက်ပြီးတော့ M တို့အစင်ကိုထိပို့ပေးတာပေါ့နော်တဖြည်းဖြည်းနဲ့လေရေရစပြီးတော့ခန်းလာပြီပေါ့နော်ရေလေးကြီးအကုန်လုံးကုန်ပြီးတော့စီပြန်နေတဲ့ချက်မှာပါ တကယ်လို့ကအရေးဆက်ဆက်လေးစားချင်တယ်ဆိုလဲရေလေးတွေကိုခြံထားပေါ့နော်အင်္ဂါတော့ပုံမှန်ဆိုရင်တော့ရေတွေခမ်းပြီးတော့စီပြန်တဲ့ဒီချက်ပါတယ်ဒီဟင်းရလေးချက်သားကိုတိတိလေးတုံးဝင်ပုံဝီးစားလို့ကောင်းတယ်ပေါ့နော်အမ်တုံးတာတော့မှနည်းနည်းလေးကြီးသွားပါတယ်ဒီမှာချက်ကိုတိတိလေးတုံးထားလို့လဲနူးလာပိုလွယ်တာပေါ့နော်အဲ့တော့ရေအများကြီးလဲထည့်စရာမလိုပဲနဲ့သူ့ရေနဲ့သူပြန်ပြီးတော့ချက်သွားတဲ့သဘောလေးပေါ့နော်ကဲဒီလောက်ဆိုရင်တော့ဟင်းလေးကရနေပြီပေါ့နော်စီလေးပြန်သွားပြီအဲ့တော့အင်္ဂါမီးဖို့ပေါ်ကနေချလိုက်ပါတယ် ဒီရဲ့အနံ့လေးအားလေးအရန်မွေးပြီးတော့ထမင်းနဲ့နေစားရင်လည်းတော်တော်လေးကိုစားလို့ကောင်းပါတယ်။အမ်ငါးနောင်းနေချောင်းကိုထမင်းညိုင်လေးထည့်သွားပါသေးတယ်။အရန်စားလို့ကောင်းတာမို့လို့အိမ်မှာလုပ်စားကြည့်ကြပါအောင်နော်။ဒါဆိုရင်နောက်ဗီဒီယိုကြီးကြမှာပြန်တွေ့မယ်နော်။